အားလုံးပဲမင်္ဂလာပါဗျာ GTS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ရဲ့ဒီ Featherweight တန်းကဂိုဂျီတူးလို့ပြောရမယ့် Alexander Volkanovski ရဲ့ဒီနောက်ထပ်ပြိုင်ဘက် Fighter ကဘယ်သူလဲသူ့ရဲ့နောက်ထပ်ပွဲစဉ်ကဘယ်သူလဲစတဲ့သုံးသပ်ချက်အကြောင်းပြီးတော့ UFC ရဲ့ Welterweight တန်း Champion တစ်ကြိမ်ဖြစ်သွားခဲ့တဲ့ Belal Muhammad ရဲ့နောက်ထပ်သူ့ရဲ့ပြိုင်ဘက်ကဘယ်သူလဲသူ့အနေနဲ့ချန်ပီယံကပ်စင်ကိုငေါ်ပြန်လဲရရှိနိုင်အောင်မလားစတဲ့သုံးသက်ချက်စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသက်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ Featherweight တန်းဒီကုတ်ကြီးတူလို့ပြောရမယ် Lesnar Volkanovski အနေနဲ့သူ့ရဲ့နောက်ထပ်ပွဲစဉ်ကဘယ်တော့လဲသူ့ရဲ့ပြိုင်ဘက် fighter ကဘယ်သူဖြစ်သွားနိုင်လဲစတဲ့သုံးသပ်ချက်တွေအကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် Lesnar Volkanovski အနေနဲ့သူ့ရဲ့ဒီ Featherweight တန်း Champion ကပတ်ကို2019ခုနှစ်မှာရရှိခဲ့တာဖြစ်ပြီးတော့ Lesnar Volkanovski ဟာသူ့ရဲ့ Champion ကပတ်ကို၅ချိန်တိတိကာကွယ်ပြတ်ထားနိုင်ခဲ့တဲ့ fighter ကျန်တူလည်းဖြစ်ပါတယ်။ဒါရွေအပြင်ဆိုလို့ရှိရင်တော့လက်ရှိလောဆယ်မှာ Lesnar Volkanovski နော့စကီအနေနဲ့36နှစ်အရွယ်တည်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ prime color ကိုစတင်ပြီးတော့ကုန်ဆုံးနေတဲ့အချိန်လို့ပြောရမှာပဲဖြစ်ပါတယ်ဒါပေမဲ့အခုအချိန်မှာ Dezena Vukanovski နေနဲ့သူဟာမအိုသေးတဲ့ fighter တယောက်ဖြစ်ကြောင်းသူ့ရဲ့ fighting IQ ကဘလောက်တောင်ကောင်းနေဆိုတဲ့အကြောင်းကိုသူ့အနေနဲ့သူဟာ သူ့ရဲ့ဒီနောက်ဆုံးထုတ်သက်ခဲ့တဲ့ပွဲစဉ်ကပြိုင်ဘက် fighter ဒီ ego lopez ကိုလှလှပပဒီ fighting iq ကောင်းကောင်းနဲ့နိုင်ယူသွားခဲ့ပြီးတဲ့နောက်မှာပြတ်သားသွားခဲ့တာပဲဖြစ်ပါတယ်။ Lesnar Vukanovski အနေနဲ့ဒုက္ခဒုက္ခတုံးကတော့အင်မတမကိုကြမ်းတမ်းပြခဲ့တဲ့ကစားသမားတူဖြစ်ပြီးတော့သူဟာ featherweight တန်းမှာသူ့ရဲ့အင်မတကောင်းမွန်လာတဲ့ဒီ fighting iq ကိုအသုံးပြုပြီးတော့ grappler တွေကိုရော striker တွေကိုရောလှလှပပနိုင်ယူပြတ်ထားခဲ့ပြီးတဲ့ဒူရီသော fighter ကြီးလို့ပြောမယ်ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ ရဇနာဗဂနော့စကီအနေနဲ့သူဖုံးမိနေလာတောက်ပနေတဲ့အချိန်တုန်းမှာသူ့အနေနဲ့အမားကြီးတခုလုံမိခဲ့တဲ့အတွက်ကြောင့်မို့လို့သူဟာသူ့ရဲ့ဒီပထမအကြိမ်ဖေသဝေတန်ချန်ပီယံကပတ်နောက်ဆုံးပွဲစဉ်မှာသူ့အနေနဲ့လုံးဝဆူလို့ပုံပြပန်းပြရှုံးနိမ့်သွားခဲ့ရတယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်ချင်ပါတယ် အလက်ဇန္ဒားဟိုဂနော့စကီရဲ့ဒီပွဲစဉ်တွေကမှကျွန်တော်အနေနဲ့ကြိုက်နှစ်သက်ဆုံးပွဲစဉ်ကိုပြောပါဆိုလို့ရှိရင်တော့သူဟာပြီးခဲ့တဲ့2020နဲ့ဒီ3ခုနှစ်မှာအစ္စလာမ်မာကာရှက်ကိုသူ့အနေနဲ့ရင်ဆိုင်ရှင်ပြိုင်ထိုးသက်ခဲ့ပြီးတော့အစ္စလာမ်မာကာရှက်ကိုနိုင်ယူလူဒီနီတီဖြစ်ခဲ့တဲ့ပွဲစဉ်အကြောင်းကိုပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အဲ့ဒီချိန်တုန်းကအလက်ဇန္ဒားဟိုဂနော့စကီကသူဟာ UFC ရဲ့ Muff Pound Number 1ကောင်းဆုံးကျန်းဆုံး Fighter ဖြစ်ပြီးတော့အစ္စလာမ်မာကာရှက်အနေနဲ့ကလည်းသူဟာသူ့ရဲ့ Lightweight Champion ကတော့ပူပူနွေ့နွေ့ရရှိထားကြစားအချိန်ဖြစ်ပါတယ်။အဲ့ဒီချိန်မှာဆိုလို့ ့ရှိရင် Alexandra Volkanovski အနေနဲ့ Islam Makhachev ကိုစိန်ခေါ်ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ lightweight တန်း champion ကပတ်ကိုတက်ပြီးစိန်ခေါ်ရင်နှစ်ထပ်ကွန်း champion ဖြစ်အောင်လုပ်ပြမယ်ဆိုပြီးတော့ကြိမ်းဝါခဲ့တာပဲဖြစ်ပါတယ် Islam Makhachev အနေနဲ့ကလည်းဒီပွဲစဉ်ကိုဘာကြောင့်လက်ခံခဲ့ရတယ်လဲဆိုလို့ရှိရင် Lazarev Volkanovski နဲ့အဲ့ဒီချိန်တုန်းကပေါင်းပေါင်းနံပါတ်1 fighter ဖြစ်ပါလေ။ Islam Makhachev ရဲ့အိမ်မက်ကပေါင်းပေါင်းနံပါတ်1 fighter ဖြစ်ရမယ်။ Lightweight Champion ဖြစ်ရမယ်။ပြီးရင်တစ်ထပ်ကွန်း Champion ဖြစ်ရမယ်ဆိုတော့ ရေရွက်3ခုနဲ့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Alexander Vukanovski ရဲ့အစိန်ခေါ်မှုကိုလက်ခံခဲ့တာဖြစ်ပြီးတော့2023ခုနှစ်မှာ Alexander Vukanovski နဲ့ Islam Makhachev တို့အစိန်ခေါ်ထိုးသက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Islam Makhachev ကို Alexander Vukanovski နဲ့ဒီပြောရမယ်ဆိုရင်တော့ pressure ပေးပြီးတော့ကစားထားနိုင်ခဲ့တယ်။အသာစီးရယူကစားထားနိုင်ခဲ့တယ်လို့ကျွန်တော်တဦးတယောက်တည်းအမြင်မှာ မြင့်တင်မြင့်သုံးသပ်မိပါတယ်။ဒါအပြင်နောက်ဆုံးချီမှာဆိုလို့ရှိရင် Alexander Vukonovsky အနေနဲ့ Islam Makhachev ကိုမြေပြင်ပေါ်ကိုလှဲချပြီးတော့အဲဒီကမှတစ်ဆင့် Ground Pound လက်တီးချက်တွေကျွေးရင်အဆုံးသက်သွားတဲ့အဆုံးသက်ကြီးဟာဆိုရင်တော့ဖြင့် Imperdama ကိုမိုက်တဲ့အဆုံးသက်တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအထင်မြင်ယူဆချက်တွေက controversial ဖြစ်နိုင်တာဖြစ်ပြီးတော့ Islam Makhachev အနေနဲ့ကလည်း Alexander Vukonovsky ကို control type ကောင်းကောင်းနဲ့ထိန်းချုပ်ထားနိုင် ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း submission ရတဲ့အထိတော့လုံးမပြနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီပွဲစဉ်ဟာ UN number decision နဲ့အဆုံးသက်သွားခဲ့ပြီးတော့ဒီပြစ်သက်တွေကြားထဲမှာပြောစရာပွဲကြီးတစ်ပွဲဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့တူးရောက်တဲ့အမျိုးအနေနဲ့ကတော့ Lazarev Gnosky အဲ့ဒီပွဲစဉ်မှာနိုင်ယူရရှိတဲ့လို့သုံးသပ်မိပြီး Islam Makhachev ဘက်ကကြည့်မယ်ဆိုရင်လည်းသူ့အနေနဲ့ဒီလိုမျိုး control တိုက်နေလဲများတယ် pressure လဲပေးထားနိုင်တာတော့မှအနိုင်မရရှိဘူးဆိုရင်တော့လည်းမဖြစ်သင့်တာလေကျွန်တော်အနေနဲ့တွေးရှိရပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ကတော့ဘာပဲပြောပြောကျွန်တော်အနေနဲ့ Lazarev Gnosky ရဲ့ပွဲစဉ်ကြီးကြားထဲမှာတိုက်နှစ်သက်ဆုံးပွဲစဉ်လို့ပြောရမှာပဲဖြစ်ပါတယ် ဆိုတော့အဲ့ဒီပွဲစဉ်ပြီးသွားတဲ့နောက်မှာဆိုရင် Alexander Volkanovski အနေနဲ့သူဟာဂျားတဲ့မှာ Featherweight Dan Champion ကပတ်ကာကွယ်ပွဲတစ်ကြိမ်ထိုးပြခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ Featherweight Dan Champion ကပတ်ကိုလာရောက်စင်ခေါ်တဲ့ Yair Rodriguez ကိုလှလှပပနဲ့နိုင်ယူပြသွားတာဖြစ်ပြီးတော့သူ့အနေနဲ့သူဟာ Featherweight တက်မှာဘာကြောင့် Goji Du Champion တူဖြစ်နေလဲဆိုတော့ဒီဂုံဘုတ်ကိုပြသသွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ကလည်းတော်တော်လေးကြီးလို့ကောင်းခဲ့ပါတယ်။ဒါပေမဲ့2023ခုနှစ်အောက်တိုဘာလမှာဆိုလို့ရှိရင်တော့ အလက်ဇန္ဒားဖူကနော့စကီအနေနဲ့သူဟာလုံးဝလုံးဝလုံးဝကိုမှားတဲ့ဆုံးဖြတ်ချက်ကြီးတစ်ခုကိုချလိုက်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီပွဲစဉ်မှာအစ္စလာမကရှက်ဖ်နဲ့ Charles Oliveira တို့ကိုပွဲတက်ပေးခဲ့တာဖြစ်ပြီးတော့ Charles Oliveira အနေနဲ့မျက်ခုံးကွဲတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒဏ်ရာရလို့နှုတ်ထွက်သွားခဲ့တဲ့နောက်မှာရှစ်ရက်ပဲလိုလို့တဲ့အချိန်မှာအစ္စလာမကရှက်ဖ်ရဲ့စားထိုးဖိုက်တာအနေနဲ့ Alexander Volkanovski ကဝင်ရောက်ရှင်ပြိုင်ထိုးတက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုရှင်ပြိုင်ထိုးတက်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့ Islam Makhachev အနေနဲ့ သူဟာဒီပွဲစဉ်အတွက်လုံးဝလုံးဝဆိုသလိုပဲအများကြီးပြင်ဆင်ထားတဲ့ fighter ဖြစ်ပြီးတော့ Vogonovski ကမှ ရှစ်ရက်တာကာလာတွင်းမှာဝင်လဲချရသေးတယ်ပြီးတော့လေ့ကျင့်ပြင်ဆင်ပြီးတော့လည်းဝင်ထိုးရသေးတဲ့ fighter တယောက်အနေနဲ့ဝင်ရောက်ရှင်ပြိုင်ထိုးသက်ခဲ့တာပါအဲ့ဒီပွဲစဉ်မှာ Islam Makhachev ကပြည်သက်တွေအားလုံးတည်မိသားဖြစ်တဲ့အတိုင်းပဲ Lesnar Volkanovski ကို hack kick ကန်ချက်နဲ့ဒုတိယချီမှာပဲလက်လက်ပပနိုင်ယူပြသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ Lesnar Volkanovski ရဲ့ downfall ကအဲ့မှာစတာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာ2024ခုနှစ်မှာ Ilya Topuria နဲ့ သွားရောက်ရှင်ပြိုင်ထိုးတက်ခဲ့ပြီးတော့ရှေ့ကပွဲစဉ်နဲ့အချိန်ကာလတိတ်မကွာဘဲနဲ့ရှင်ပြိုင်ထိုးတက်ခဲ့တဲ့အတွက်ကြောင့်မလို့အီလီယာဒိုပိုရီယာကလည်းလက်စားကပြင်းပြင်းနဲ့ဆိုတော့လက်ဇနာဗိုဂနော့စကီကိုတွေ့လွတ်လိုက်တဲ့အခါမှာလက်ဇနာဗိုဂနော့စကီနဲ့တော်တော်လေးကိုရှုံးပွဲဆက်သွားတဲ့အပြင် back to back အလဲထိုးခံခဲ့ရတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ damage တော်တော်လေးထိသွားတယ်လို့ကျွန်တော်အနေနဲ့ကတော့တင်ပြယူဆမိပါတယ်။အဲဒီလိုမျိုး damage တော်တော်လေးထိသွားပြီးတဲ့နောက်မှာဆိုရင် Lesnar Vogonovski အနေနဲ့တစ်နှစ်ကျော်ကာလလောက်လုံးဝကိုအနားယူသွားခဲ့ပြီးတော့သူ့အနေနဲ့ပြီးခဲ့တဲ့2025ခုနှစ် April လမှာ Diego Lopez နဲ့လစ်လက်နေတဲ့ Featherweight Dan Champion ကပတ်နေရအတွက်ပြန်ပြီးတော့ရှင်ပြိုင်ထိုးသက်ကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Lesnar Vogonovski အနေနဲ့ Diego Lopez ကိုလှလှပပကစားပြသွားခဲ့ပြီးတော့ Diego Lopez လိုမျိုးတကယ်ကိုလူငယ်ခြေတက်ဝုံတိုင်းကျဖိုက်တာ များတို့ကိုသူ့အနေနဲ့ထိမ့်ပြီးတော့စော့ပြသွားတာကတော်တော်လေးကိုမိုက်တဲ့သူ့ရဲ့ experience နဲ့အားသာချက်လို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာ Alexander Volkanovski နေနဲ့သူဟာ featherweight တန်းမှာ IQ ကောင်းတဲ့ goal တူဖြစ်ကြောင်းတက်တည်ပြသွားခဲ့တာဖြစ်ပြီးတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ကသူ့ရဲ့ prime color တိတ်မကြံရှိတော့တဲ့အချိန်မှာသူ့ရဲ့နောက်ထပ်ပြိုင်တဲ့ fighter ကဘယ် fighter ဖြစ်မလဲဆိုပြီးတော့စိတ်ဝင်စားနေကြတာပဲဖြစ်ပါလိမ့် လက်ရှိလောလောဆယ်အချိန်မှာဆိုလို့ရှိရင်တော့ဒီ UFC ရဲ့ Featherweight တန်းမှာ Alexander Volkanovski ကိုလက်ရှိလောလောဆယ်စိန်ခေါ်နိုင်တဲ့ဒီ Fighter တူကတော့အခုချိန်မှာပေါ်ထွက်လာပြီပဲဖြစ်ပါတယ်။အဲ့ဒီ Fighter ကတော့ Leon Murphy ဆိုတဲ့ Fighter ဖြစ်ပြီးတော့ Leon Murphy နေနဲ့ဒီ UFC အဖွဲ့အစည်းမှာလက်ရှိလောလောဆယ်မှာရှုံးဝဲမရှိသေးတဲ့ Fighter တွေတဲကတူဖြစ်ပြီးတော့သူ့အနေနဲ့သူဟာ MMA ပွဲစဉ်ပေါင်း18ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့ရှုံးပွဲလုံးဝမရှိသေးပဲနဲ့အခုချိန်ထိဒီ18ပွဲလုံးကိုနိုင်အောင်ရရှိထားတာဖြစ်ပါတယ်။ UFC ဖွဲ့စည်းမှာဆိုလို့ရှိရင်တော့ဒီ9ပွဲထိုးသက်ထားပြီးတော့9ပွဲစလုံးကိုနိုင်အောင်ရရှိထားတာပဲဖြစ်ပါတယ်။ ဒါပြင်အဲ့ဒီ fighter ဟာဒီ featherweight တက်မှာ striking ကိုအခြေခံပြီးတော့စော့တဲ့ကစားသမားတူဖြစ်ပြီးတော့သူ့အနေနဲ့နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ UFC 319 event ပွဲစဉ်မှာဆိုလို့ရှိရင်သူ့ရဲ့ပြိုင်ဘက်ကို spinning back elbow နဲ့နိုင်ယူရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ striking မိုင်းကတော်တော်လေးကိုကောင်းတယ်ပြီးတော့လက်ထိုး power လည်းရှိတဲ့ကစားသမားတူဖြစ်ပါတယ်အဲ့ဒီလိုကစားသမားနဲ့ဒီ လက်ဇန်နာဗူကနော့စကီနဲ့မကြခင်အချိန်တွင်းမှာပွဲဖြစ်လာနိုင်တဲ့ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့နေခုချိန်မှာခက်တဲ့တဲ့ကြားနေရတာဖြစ်ပြီးတော့အကယ်၍သာဒီပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင်စိတ်ဝင်စားဖို့ကောင်းတဲ့ဒေါ်ဇန်နီကျန်တခုဖြစ်လာမှာပါဘာဖြစ်လို့လဲဆိုတော့လက်ဇန်နာဗူကနော့စကီနေနဲ့သူ့ရဲ့ prime color နောက်ဆုံးလက်ကျန်အချိန်နည်းနည်းလေးအတွင်းမှာအဲ့ဒီလိုမျိုးရှုံးပွဲမရှိတဲ့ fighter ကိုဘယ်ဟုခွဲပြနိုင်ပါမလားရှုံးပွဲမရှိတဲ့ fighter တူနဲ့ပထမတစ်ချိန်တွေ့ဆုံစဉ်ကဘယ်ဟုခွဲခံလိုက်ရတာကသူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာရောဘယ်လိုရလက်မျိုးထွက်ပေါ်လာနိုင်မလဲဆိုတာကျွန်တော်တို့နေအင်မတမကိုစိတ်ဝင်စားမိနေပါပြီပရိသတ်နေ နေနဲ့ကရောဒီ Lesnar Vukonovski နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘယ်ပွဲစဉ်ကိုအကြိုက်ဆုံးလဲပြီးတော့နောက်ထပ်ချန်ပီယံထိုးသက်သွားမဲ့ပွဲစဉ်မှာ Lesnar Vukonovski အနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကိုကာကွယ်ပြတ်သွားနိုင်မလားဆိုတာကောမန်မှာဆွေးနွေးတုံ့တက်ရင်းခုန်ပေးခဲ့ကြပါဦးခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ Waterweight Dan Champion တစ်ကြိမ်ဖြစ်ခဲ့ဘူးသူ Blair Muhammad အနေနဲ့ပြီးခဲ့တဲ့ Champion ကပတ်စင်ခေါ်ပွဲကောက်ကွယ်ပွဲပြီးတဲ့နောက်မှာပျောက်ချက်သားကောင်းနေတာဖြစ်ပြီးတော့သူ့ရဲ့နောက်ထပ်ပြိုင်ပွဲ Fighter ကဘယ် Fighter ဖြစ်လာနိုင်တယ်လဲပြီးတော့သူ့ရဲ့နောက်ထပ်ပွဲစဉ်ကရောဘယ်အချိန်မှာဖြစ်လာနိုင်တယ်လဲစတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် UFC ရဲ့ Wonderweight တန်းချန်ပီယံဟောင်းတူဖြစ်ခဲ့ဘူးသူ Black Muhammad နေနဲ့သူဟာဒီပြီးခဲ့တဲ့2024ခုနှစ်တုန်းကသူ့အနေနဲ့ UFC ရဲ့ Wonderweight တန်းချန်ပီယံနောက်ထပ်ဟောင်းတူဖြစ်တဲ့ Leon Edwards ကိုနိုင်ရရှိခဲ့ပြီးတော့သူက Wonderweight တန်းချန်ပီယံဖြစ်လာခဲ့တာပါသူ Wonderweight တန်းချန်ပီယံဖြစ်လာခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့ Wonderweight တန်းချန်ပီယံပထမအဦးဆုံးချန်ပီယံကပတ်ကာကွယ်ပွဲကို JDM လို့ခေါ်တဲ့ Jack Della Maddalena ဆိုတဲ့ fighter နဲ့ရှင်ပြိုင်ထိုးတက်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Black Muhammad နေနဲ့အမှားတွေများကြီးလုပ်ခဲ့မိတာဖြစ်ပြီးတော့ JDM လိုမျိုး MNM ကို striking ကောင်းလှပါတယ်ဆိုတဲ့ kick boxing သမားတူကိုတွားပြီးတော့ရှင်ထိုးခဲ့တာကသူ့အတွက်တော်တော်လေးကိုမှားယူတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲ Black Muhammad အနေနဲ့သူ့ရဲ့ champion ကပတ်ကိုဆွန့်လွတ်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ Black Muhammad ကတော်တော်လေးကိုရည်ချင်းရှိတဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့ grappling skill တွေဟာဆိုလို့ရရင် Habib Nurmagomedov ကိုမတ်တော်တို့နဲ့လက်ကျင်ပြီးတဲ့နောက်မှာ MNM ကိုတိုးတက်လာခဲ့တာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးတကယ်ကိုကျန်းတဲ့ grappling skill တွေကိုသူ့အနေနဲ့ ဒီ GTN ရဲ့ပွဲမှာထုံမသုံးခဲ့တဲ့အတွက်ကြောင့်မလို့သူဟာသူ့ရဲ့ပထမအဦးဆုံးချန်ပီယံကပတ်ကာကွယ်ပွဲပွဲဆင်မှာနေပဲသူ့ရဲ့ချန်ပီယံကပတ်ကိုလက်လွတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဘလက်မူဟာမက်အနေနဲ့သူ့ရဲ့နောက်ထပ်ပြိုင်ဘက်ဖိုက်တာကဘယ်ဖိုက်တာဖြစ်လာနိုင်တယ်လဲသူ့ရဲ့နောက်ထပ်ပွဲစဉ်ကရောဘယ်ချိန်မှာဖြစ်လာနိုင်တယ်လဲဆိုတာကိုသိဝင်စားနေကြတဲ့ပြည်သက်တချို့ရှိပါတယ်ဆိုတော့ဘလက်မူဟာမက်အနေနဲ့သူဟာလက်ရှိလောလောဆယ်မှာဒီ UFC ဘောဒဝိတန်ရဲ့နံပါတ်1ကွန်တန်နာဖိုက်တာဖြစ်ပြီးတော့သူ့ကိုစင်ခေါ်ထိုးသက်ချင်နေတဲ့ဖိုက်တာတွေကများပါတယ် ဘာဖြစ်လို့လဲဆိုတော့သူ့ကိုစင်ခေါ်ထိုးတက်ခဲ့ပြီးတော့နိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်ဂလဲမူဟာမက်ရဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်ရရှိနိုင်တဲ့နံပါတ်1ကွန်ဒနာနေရာကိုရရှိသွားမှာဖြစ်ပြီးတော့အဲ့လိုမျိုးကွန်ဒနာရရှိသွားမယ်ဆိုလို့ရှိရင်ချန်ပီယံကပ်စင်ခေါ်ခွင့်ကမွေးတော့တဲ့အတွက်ကြောင့်မို့လို့ အားလုံးကအဲ့ဒီနေရာကိုလိုနေကြကြတာပဲဖြစ်ပါတယ်။လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်တော့ဒီ World Wide Champion Grand Singer ပွဲစဉ်ကတော့ JDM နဲ့ Islam Makhachev တို့ပွဲစဉ်ဖြစ်ပြီးတော့အဲ့ဒီ fighter တွေကမှနိုင်ရရှိတဲ့ fighter နဲ့ Champion Grand Singer ကွင်းရမယ့် fighter ကထပ်ပြီးတော့တွေ့ကြမှာပါ။ဆိုတော့ပရိသတ်ကြီးနေတဲ့ Black Muhammad ကိုဘယ် fighter နဲ့တွေ့ဆုံစေချင်တယ်လဲ။သူ့ရဲ့ number 1 contender နေရာကိုရောဘယ်သူရောက်လာနိုင်တယ်လဲဆိုတာကို comment မှာဆွေးနွေးတုံ့သက်ရင်ခုပေးကြပါခင်ဗျာ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။